Twitter Shop မှာရရှိလာတဲ့ကျွန်တော်တို့ရဲ့ commission ကားတွေကိုပေါ့နော်အဲကိုယ့်ရဲ့ bank account နဲ့စနစ်ကြကြချဲ့ယူတဲ့နေ့လေးကိုကျွန်တော်ဒီနေ့မျှဝေပေးသွားခြင်းပါတယ်ကျွန်တော်တို့ commission ကားတွေလည်းရထားပြီးပြီပေါ့နော်အဲ bank account နဲ့ဘလို့ချိတ်ဆက်ရမလဲမသိဘူးဆိုတဲ့သူတွေအတွက်ကိုကျွန်တော်ဒီနေ့နီးစနစ်ကြကြနဲ့ဒါအလွယ်ကူဆုံးချဲ့ယူတဲ့နေ့လေးကိုကျွန်တော်မျှဝေပေးသွားပါမယ် bank account ချိတ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာဒီ Twitter account ဖွင့်ထားတယ်ပေါ့နော်ဖုန်းနံပါတ်တို့ Gmail တို့နှစ်ခုရတစ်ခုခုရှိဖို့လိုပါတယ်အခုချိတ်မှ Twitter account တွေက Gmail ဖုန်းနံပါတ်ကိုတခြားလေးအရင်ဆုံးပြန်စစ်ပါနောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်တို့ bank account ရှိဖို့လို တယ်ပေါ့နော်ကိုပိုင်ဘဏ်ကောက်မရှိရှိတငယ်ချင်းဘဏ်ကောက်ရှိတယ်ဆိုလို့ရှိရင်လည်းချိတ်ဆက်လို့ရပါတယ်မလေးရှားနိုင်ငံထဲမှာရှိတဲ့ local bank အကောင့်တွေနဲ့အလွယ်တကူချိတ်ဆက်လို့ရပါတယ်အဲ့တော့စိတ်ဝင်စားတဲ့ညီကိုတွေအနေနဲ့တခြားလေးလိုက်ပြီးတော့မှကြည့်ပေးစေချင်ပါတယ်ဗျကျွန်တော်တို့ရဲ့ TikTok Shop အကောင့်ထဲကိုရောက်ပြီဆိုတာနဲ့ TikTok Shop Creator ဆိုတာနှိပ်ပါဒါဆိုရင်တော့ဒါကျွန်တော်တို့အပေါ်မှာပြပေးထားတယ်ဒါဝင်ငွေဆိုတဲ့နေရာလေးထပ်နှိပ်ပါတော့အဲ့ဆိုရင်ဒါကျွန်တော်တို့ရထားတဲ့ commission ကားတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဘဏ်အကောင့်နဲ့ချိတ်ဆက်မှာဖြစ်ပါတယ်အဲ့တော့ဝက်တော့ဆိုတာလေးနှိပ်လိုက်ပါတော့ ်ပြီးရင်တော့ဒါကျွန်တော်ကအော်တိုနဲ့ချိန်မှာဖြစ်တဲ့အတွက်ဒါသူကအော်တိုနဲ့လည်းပြပေးထားတယ်ဆက်လက် primary အကောက်ဆိုတဲ့ဟာလေးပေါ့နော်ဒါလေးကိုနှိပ်လိုက်ပါအဲဒါဆိုရင်တော့ဒါကျွန်တော်တို့ band transfer ဆိုပြီးတော့ပြပေးထားတယ်အဲကျွန်တော်ပြထားတဲ့ဟာလေးနှိပ်လိုက်ပါတော့ပြီးရင်တော့ဒါဒီညမှာ gmail အရင်ရေးကြည့်ပါတယ်ဒါကျွန်တော်တို့ကုန်နံပါတ်တောင်းနေဒါတော့ gmail account ထဲသွားကြည့်မယ်ဒါကုန်နံပါတ်၄လုံးပေါ့နော်အဲ account လေးတစ်ချက်ဝင်ကြည့်မယ် ဒီကားထွက်လာတဲ့ကုန်းနံပါတ်ကိုဒီဘက်မှာထည့်ပေးရမယ်ပေါ့နော်မြန်မြန်လေးထည့်ပေးပါအဲကျွန်တော်တို့ဒီအဆင့်ကိုရောက်လာပြီပေါ့နော်ဒါဒီနေရာမှာကျွန်တော်တို့နေနေပါတယ်ရဘာမှထည့်စရာမလိုဘူးနော်ကျွန်တော်တို့ဒါဘန်နိမ့်ပဲရွေးရမယ်ပေါ့နော်အဲ့တော့ဘန်နိမ့်ဆိုတဲ့နေရာလေးကိုနှိပ်ပေးပါ ။ဒီညမှာဒါမလေးရှားနိုင်ငံရဲ့ဒါဘန်တွေပေါ့နော်။တော်တော်များများအကုန်ရှိပါတယ်။ဒါကျွန်တော်တို့ CIMB တို့ IB တို့ပေါ့နော် public ဘာညာအကုန်ရှိပါတယ်။အဲ့တော့ဒီထဲမှာကျွန်တော်တို့ကဒါ IB ကောက်တဲ့ချိန်မှာဆိုတော့ IB ကောက်ကိုပဲနှိပ်လိုက်မယ်ပေါ့နော်။ IB ဘန်ကိုနှိပ်လိုက်မယ်။ပြီးရင်တော့ဒါမလေးရှားဆိုတဲ့နေရာမှာဘာမှထည့်စရာမလိုဘူးကျွန်တော်တို့ဘဏ်အကောင့်နံပါတ်ဆိုတဲ့နေရာမှာပဲဒါကျွန်တော်တို့ရဲ့ဘဏ်အကောင့်ကိုပေါ့နော်ဒါရိုက်ထည့်ပေးရမှာပါ ဗန်ကောက်နံပါတ်ကိုတော့မှန်မှန်ကန်လေးရိုက်ထည့်ပြလို့ရတယ်။ကျွန်တော်တို့ကဒီ TikTok Shop နိမ့်နေပေါ့နော်။ဗန်အကောင့်နိမ့်နေရမတူလဲဘာမှ Shop မရှိပါဘူး။ဒါရပါတယ်။တူစရာမလိုဘူးပေါ့နော်။ပြီးတော့မှကျွန်တော်တို့ဗန်ကောက်တစ်ခုကို TikTok Shop အကောင့်ဒီနှစ်ကောက်သုံးကောက်ထိချိတ်ဆက်လို့ရပါတယ်။ဒီညမှာဒါကျွန်တော်တို့နံပါတ်ရိုက်ထည့်ပြသွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့နေတဲ့မြို့နယ်ပေါ့နော်။ထည့်ပေးရပါမယ်။ဒါကျွန်တော်ကဒါဂျိုးမှာဆိုတော့ဂျိုးမှာထည့်လိုက်တယ်ပေါ့နော်။ ပြီးရင်တော့ဒီညမှာပေါ့နော် email ပေါ့နော်ဒါကျွန်တော်တို့ TikTok ဖွင့်ထားတဲ့ Gmail ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြား Gmail အသစ်ပေါ့နော်ထည့်လဲရပါတယ်ပြီးရင်တော့အားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ submit ကိုနှိပ်လိုက်ပေါ့နော်အဲဒီညမှာဒါကျွန်တော်တို့ဒါ အောက်ကအနီစာတန်းလေးနဲ့ပေါ့နော် select auto withdraw ဆိုတာလေးကိုနှိပ်လိုက်မယ်အပေါ်မှာဆက်ဆက်ဆိုပြီးတော့ပြသွားတယ်ဒါအဆင်ပြေသွားပြီပေါ့နော်တခါတည်းနဲ့ကျွန်တော်တို့ကပတ်စပ်ထုတ်ယူခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ save ဆိုတာလေးပေါ်လာရင်တစ်ခါနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ခဏကြာနဲ့ကျွန်တော်တို့အကောင့်ထဲကိုပတ်စပ်ကရောက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီအဆင့်နေအားလုံးပြီးသွားရင်တော့ဒါကျွန်တော်တို့ဘဏ်ကချိတ်တာအောင်မြင်သွားပြီ။ဒါဒါသူပုံမှန်လည်းပြပေးထားတယ်ပေါ့နော်။ဒါကျွန်တော်တို့အော်တိုနဲ့ချိတ်ထားတာဖြစ်တဲ့အတွက်တပတ်တစ်ခါပေါ့နော်။ဗုဒ္ဓဦးနေတိုင်းပတ်ဆက်ဝင်မှာဖြစ်ပါတယ်ဗျ။ ဟုတ်ကဲ့ပါဒီနီလန်းလေးကိုကြည့်ပြီးတော့မှကျွန်တော်မိတ်ဆွေတွေလည်း TikTok Shop မှာရထားတဲ့ကော်မရှင်ကားတွေကိုအလွယ်တကူချိတ်ဆက်လို့ရမယ်လို့မျှော်လင့်ပါတယ်။လက်ရှိအခုကျွန်တော်ပြပေးထားတာကတော့ဒါကျွန်တော်တို့အော်တိုချိတ်ဆက်တဲ့နေပါအပတ်စဉ်ဗိုလ်တော်ဦးနေတိုင်းမှာကျွန်တော်တို့ဘဏ်အကောင့်ထဲကို TikTok Shop ကကော်မရှင်ကားတွေအများနဲ့ဝင်နေမှာဖြစ်ပါတယ်။အဲနောက်ထပ် TikTok Shop နဲ့ပတ်သက်ပြီးတော့မှသိချင်တဲ့အကြောင်းအရာလေးရှိလို့ရှင်လည်းကျွန်တော်ကို comment မှာမေးခဲ့ပေးလို့ရပါတယ်။ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ် video မှာပြန်လည်ဆုံတွေ့ပါမယ်။